မင်္ဂလာပါဗျမနေ့ကကျွန်တော်ရေပေါ်ကောက်ကွင်းမှာဆရာဦးမြင့်တောင်းစီမှာ driver လေးပြည့်တယ်လို့နည်းနည်းပြင်ပေးပါဆိုဆရာစီသွားရနေပြီးတော့ junior တန်းမှာကစားနေတဲ့ကလေးလေးတယောက်ကလာနှုတ်ဆက်တယ်ဦးတည်တယ်တဲ့အဲဦးရဲ့ video တွေစီမင်းတွေကိုလည်းအများအားကြည့်ပါတယ်တဲ့ဆိုပြီးလာနှုတ်ဆက်တယ်ကလေးကတိတ်တော်တဲ့ကလေးပါ junior တန်းမှာအားထားတဲ့ကလေးတွေတယောက်ပါ အဲကလေးငယ်ငယ်လေးတွေဂျူနီယာကလေးတွေကော်ဖာလေးတွေဟာစီမင်းကိုလေးစားတယ်စိတ်ဝင်စားတယ်ဆိုလို့ကျွန်တော်အင်မတန်ဝမ်းသာပီတိဖြစ်ရပါတယ်အဲတော့ဒီနေ့လဲအဲစီမင်းလေးတစ်ခုတင်ပေးမယ်ဆိုရည်ရချင်တဲ့ဒီဗီဒီယိုလေးကိုရိုက်ဖြစ်တာပါစီမင်းလည်းမတင်ပြတာနည်းနည်းလေးကြာသွားပြီကျွန်တော် level 2 exam ကိုစောင့်မွေးနေစောင့်မွေးဖြေဖို့စာတွေမလုပ်ဖြစ်တော့စာလေးလုပ်မယ်ဆိုပြီးတရက်နှစ်လောက်အောင်းနေရနေပြီးတော့သူကအပြင်ရောကဆွဲကပ်ပြီးတော့ rule တွေမတင်ပြပြဘူးပေါ့ဗျာ အဲဘာရူတင်ရမှန်းလဲစဉ်းစားရတာခေါင်းထဲတစ်ခါလေးကြမထွက်ဘူးခေါင်းကွင်းကလည်းတိတ်မရောက်ဖြစ်ဘူးဖြစ်နေတာကုတလော်လီယာအဲ့ဒါနဲ့ဒီနေ့ဆောင်းမွေးဖြစ်ဖို့အဲ sample question တွေတည်းကမေကွန်လေးတစ်ခုကိုသွားကြည့်လိုက်ပြီလေမေကွန်လေးကလှတယ်ကစားသမားတယောက်ဟာတဲ့သူရိုက်လိုက်တဲ့ဘောလုံးဟာအဲတက်ကိုင်းတက်ကိုင်းပုံမှာတက်ကိုင်းကျိုးပေါ့နော်ကျိုးနေတဲ့တက်ကိုင်းပုံမှာသွားတင်နေတယ်တဲ့ general area ထဲမှာ တင်နေတဲ့ခါကျတော့တကယ်လို့ဒီတကိုင်းကိုဖယ်လိုက်လို့ရှိရင်ဘောလုံးကရွှေ့သွားမှာပေါ့လေဘောမူးနဲ့ပြစ်တံတစ်ချက်ကြခံရမှာဒါမဲ့သူအဲ့တော့သူဘာလို့မလဲစောင့်နေတော့မှာပဲအဲ့နာလီမှာရှိတဲ့နောက်ထပ်တကယ်နောက်ထပ်ပါတနာတယောက်ရဲ့ဘောလုံးကလည်းရိုက်ရမှာဖြစ်နေတော့ရိုက်ရင်ဒီဘောလုံးပေါ်မှာနောက်ဆက်ဖြစ်သွားနိုင်တဲ့အတွက်နောက်ပါတနာတယောက်ကဒီဘောလုံးလေးကိုကောက်ပေးထားလို့ရမလားကျွန်တော်ရိုက်ရင်ထိမှာဆိုလို့ဆိုပြီးတော့ကောက်ခိုင်းနေရော request လုပ်တယ်ပေါ့ဒါနဲ့ဒီကော်ဖာ ဘောလုံးကိုစီမင်းနဲ့စီမင်းရောက်ပေးရမှာဖြစ်တဲ့အတွက်ကောက်ပေးလိုက်တယ်။ကောက်လဲကောက်ပေးပြီးရောမကမှတ်ပြီးကောက်တယ်ပေါ့ဗျာ။ပြန်ထားမဲ့ချိန်မှာသူကကျွန်တော်တို့ loose impediment လို့ခေါ်တဲ့သဘာဝအနှောက်အယှက်ပစ္စည်းတွေဟာသဘာဝအမှိုက်တွေဟာမြည်တိချိန်မြည်တိညံမှာမဆိုဖယ်ရှားခွင့်ရှိတယ်ဆိုတော့ rule တိုင်းသူကဒီတကိုင်းကိုခုနဖယ်နေတဲ့ကိုင်းကိုဖယ်ဖယ်ပြီးတော့မှသူဘောလုံးကိုပြန်တယ်ပြီးရိုက်သွားတယ်။အဲ့အတွက် စီမင်းရဘယ်လိုရှိမလဲလို့မိကွန်ကမေးထားတယ်။လှတယ်နော်မိကွန်လေးကအဲဖြစ်လဲဖြစ်တတ်ပါတယ်ဒါကျွန်တော်တို့ကိုင်းထဲမှာဆိုတော့ဒါကကျွန်တော်တို့စီမင်းကိုပြန်ကြည့်လိုက်တော့50.1 A တဘာဝအနောက်ရှက်ပစ္စည်းများကိုဖယ်ရှားခြင်းဆိုတဲ့ loose impediment အခန်းကဏ္ဍမှာပေါ်ပြထားပါတယ်။သူကတဘာဝအမှိုက်တွေကိုဖယ်လို့ရတယ်ဒါပေမဲ့ဖယ်ရှားစင်မှာဘောလုံးကိုမရွေ့ရဘူး။ဘောလုံးရွေ့သွားလို့ရှိရင်ပြတ်တယ်နဲ့ဆက်ကြခံရမယ်။အဲဒီမှာကျတော့သူက တဘာဝအမိုက်ကိုဖယ်တာမဟုတ်ဘောလုံးဖယ်တာဘောလုံးဖယ်ပြီးတော့မှတဘာဝအမိုက်ကိုဖယ်တာအစီမြင့်အမှတ် 15.1a အာမူလတိုင်းပြန်ထားရမယ်တဘာဝအမိုက်တွေကိုဖယ်ရှားခြင်းဆိုတဲ့စီမြင့်နဲ့ညှိပါတယ်ပြစ်တံတစ်ချက်ကြခံမှာဖြစ်ပါတယ်အဲ့ဒီစီမြင့်မှာချွင်းချက်အနေနဲ့ဖော်ပြထားတာကဘောလုံးမကောက်မီဖယ်ရှားလိုက်လို့ရှိရင်ဘောလုံးရွေ့သွားနိုင်လောက်တဲ့အနေထားရှိတဲ့တဘာဝအမိုက်တွေကိုတဲ့တမင်ရည်ရွယ်ချက်နဲ့ဖယ်ရှားခြင်းမပြုရတဲ့စီမြင့်နေရာလဲ ကော်ဖာတွေဘလို့လုတ်တတ်တယ်ဆိုတာတိထားတဲ့အခါကျတော့ယူပေါင်းမရှိအောင်ပိတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့တော့တဘာဝအမိုက်တွေကိုညီတိနေရာညီတိအချိန်တွေမဆိုဖယ်ရှားခွင့်ရှိတယ်ဒါပေမဲ့ဖယ်တဲ့အခါမှာဘောလုံးမရွေ့ရဘူးတာဒီမူလအဲ loose impediment ရဲ့စီမင်းဒါပေမဲ့ဒါပေမဲ့ပေါ့ခင်ဗျာဘောလုံးရွေ့လောက်တဲ့အနေထားရှိရင်ဖယ်လို့မရဘူးအဲ့လိုပဲ တမင်ကြံရွယ်ချက်နဲ့ရွေးလောက်တဲ့အနေထားရှိတဲ့အမိုက်တွေကိုဖယ်ရှားဖို့မရှိပါဘူး။ဒါလို့ဆိုရင်တော့ loose impediment နဲ့ပတ်သက်လို့ငယ်ချင်းရှင်းမိတယ်မှာလေကျေးဇူးတင်ပါတယ်။